အလုံးမဲမင်္ဂလာပါ WK Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်မှာရှိတဲ့ဓမင်ပေါင်းလေးနဲ့ပဲအလွယ်တကူချက်စားလို့ရမယ်အရသာရှိတဲ့ချက်ကောင်ရင်းလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျက်သားစားကင်ပါမယ်ချက်ကောင်ရင်းချက်ပိုးအတွက်ကျက်သားကီလိုဝက်ခန့်တုံးထားပါတယ်ကျက်သားကိုကျွန်တော်ကတော့အတုံးခက်ကြီးကြီးလေးပဲတုံးထားပါတယ်ဒီနေရာမှာမိမိချိုင်းနေတယ်လို့ပုံစံတိုင်းလေးနိုင်ပါတယ် ပြီးရင်ရှီတာကဲမိုလိုခေါ်တဲ့မိုမဲလေးကိုရေနဲ့15မိနစ်ခန့်လောက်စိမ့်ထားပါမယ်။မိုလေးရေစိမ့်ထားတော့ချက်တံပြူငါးမောင်လောက်နဲ့ချင်းနဲ့ငယ်ကိုအပြားခပ်ပါပါလေးလည်ထားပေးပါမယ်။၅မိနစ်လောက်ရေစိမ့်ထားတဲ့မိုးလေးတွေကိုလည်းအပြတ်ခပ်ပါပါလေးလည်ထားပေးပါမယ်။ မိုးလေးလေးအချိန်ချင်းဖြစ်ပြီးဆိုတော့ကြက်သားရတာစာနေပါမယ်။စာအနေငယ်ကြက်သားမော့အနေငယ်ပင်ငယ်မြိုင်အကြီးဓမေသာသွန်တစုံပင်ငယ်မြိုင်နောက်ဓမေသာသွန်သုံးပုံနှစ်ပုံခယူစီဓမေသာသွန်တစုံလောက်ထည့်ပါမယ်။ငရောကောင်းမော့ဖြူဓမေသာသွန်တဝက်တိချဖို့ကောင်းတဲ့နနပင်အနေငယ်ပြီးရင်နှမ်းစီအနေငယ်တို့ထည့်ပါမယ်။ဒီနေရာမှာနှမ်းစီမရှိရင်လည်းမထည့်လို့ရပါတယ်။ အရသာတွေလည်းအားလုံးထည့်ပြီးသွားပြီဆိုတော့ချက်သားတဲ့အရသာလေးစင်ဝင်သွားအောင်တေချာလေးတမောင်းအောင်နေပြီးတော့နိုင်ခွက်တနိုင်ခန့်လောက်နှက်ထားပြရပါမယ်ချက်သားလေးနှက်ထားရလဲတနိုင်လောက်ချီပြီးဆိုတော့ချက်ဖို့အတွက်ဥရေကိုစီထည့်ပါမယ်စီနေငယ်ပူလာပြီဆိုရင်ချက်သွင်ပြူနေချင်းနေငယ်ကိုထည့်ပြီးတော့အနံလေးမွေးလာသည့်အထိစီတက်ပြရပါမယ်စီဒရာရဲ့ကြက်တမျိုးနဲ့ချင်းနံလေးမွေးလာပြီဆိုရင်ခုနကအစင်းလေးလိတာရဲ့မိုးလေးတွေကိုထည့်ပြီးတော့ခဏလောက်ကြိုပြရပါမယ်။ ။ပြီးရင်အရသာနေပြီးနှက်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့ကြက်သားလေးအနေနဲ့တင်းလာသည့်အထိကြော်ပေးရပါမယ်။ကျော်ရတဲ့ကြက်သားလေးတွေနူးအောင်ရေနှင်းငယ်လောက်ထည့်ပါမယ်။ပြီးရင်အဖုံလေးရောက်ပြီးတော့မိနဲ့နှင်းငယ်လောက်ထည့်ထားပြရပါမယ်။ကြက်သားလေးလည်းစင်စင်ဖြစ်ပြီဆိုတော့ကြက်ကောင်ရင်းချက်ဖို့အတွက်ဆက်ပြင်ဆင်ပါမယ်။ချက်မဲ့ဦးရေကိုကောင်ရင်းစက်နှစ်ပူလောက်ထည့်ပါမယ်။ ထဲထားတဲ့ကောင်းကျင်းစံလေးတွေကိုတန်းစင်သွားသည့်အထိရေနဲ့တေချာလေးစီကြောပြီးတော့ဆစ်ထားပေးရပါမယ်။ရေစစ်ထားတဲ့ကောင်းကျင်းစံလေးကိုအရသာစားထည့်ပါမယ်။ပင်ငယ်များရဲ့ကြည်ထမင်းသားစုံတစ်စုံ၊ပင်ငယ်များရဲ့နောက်ထမင်းသားစုံတစ်ဝက်၊ခရူစီထမင်းသားစုံတစ်စုံ၊စာနှင်းငယ်နဲ့ကြက်သားမုံနှင်းငယ်ထည့်ပါမယ်။ပြင်းနှမ်းစီမွေနှဲငယ်လေးထည့်ပြီးတော့အရသာလေးတမတော့အောင်တေချာလေးနေပါမယ်။ ြီးရင်ခုနကချက်ထားတဲ့ကြက်သားတွေထည့်ပါမယ်ထည့်ထားတဲ့ကြက်သားလေးတွေကိုလည်းကောင်းကျင်းစံလေးနဲ့တမသွားအောင်ထေချာလေးမွေပေးရပါမယ် ချက်ကောင်းခြင်းချက်ဖို့အတွက်အလုံးလဲစင်နေဖြစ်ပြီးဆိုတော့ဥပဲဦးကြီးစားထဲပါမယ်။ကောင်းခြင်းဆံကနှစ်ခွက်ထဲထားတာဆိုတော့ကြီးလဲဇာတူးနှစ်ခွက်ထဲပါမယ်။ပြီးရင်နှမ်းရည်မူလေးအနေနဲ့ထည့်ပြီးတော့အဖုံအုပ်ပြီးစချက်ထားလိုက်ပါမယ်။ချက်ထားတဲ့ပေါင်းလေးလက်တက်ပြီးဆိုတော့ရပါပြီ။ ီလိုဆိုရင်တော့အပြင်မှာဝယ်စားနေကြရတာအတိုင်းအိမ်မှာပေါင်းလေးနဲ့အလယ်တကူချက်စားလို့ရမယ်အရသာရှိတဲ့ကြက်ကောင်ကြီးလေးရတော့ဆင်းနေဖြစ်သွားပါပြီ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစုံတီးကြည့်ရှုအားပေးကြတဲ့တရားချင်းကြီးတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒီလိုလည်းကိုရွေးရှင်းပြီးအိမ်မှာလည်းတကူချက်ဆလုပ်ရမယ်။ဟင်းချက်နေဗီဒီယိုလေးတွေကိုမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ YG Cooking Blog Channel လေးကိုလည်း Subscribe လုပ်သွားပြီးကိုလည်းမြင်မိပါနဲ့နော်။